ရွေးကိုခေါင်းအိတ်နေရာမှာဆက်ကနေလို့လာတော့နေအောင်ကသူအိတ်ပြော်ရရက်ကိုထိုးကြနှုတ်ဆက်နေပါပြီ။နားထဲမှာလည်းတပြက်သီးလေးတန်တစ်ချက်ချက်ကိုကြားရတဲ့ကြောင့်ထားခိုင်းလိုက်တော့ချွန်းလန်းခြေထောက်ကတံမကန်တစ်ချက်ကိုအမတ်မတင်သွားတိုင်းပြီ။ထိုးအတန်ကြောင့်တပြက်သီးလေးတန်ရက်သွားပြီ။နိုးပြီလားဗျ။ကြားဘူးထားတော့အတန်တစ်ခုကနားထဲတိုးဝင်လာတယ်။အေးကွာနိုးပြီ။ပြန်လေအဖြေပေးရင်နေအောင်ဝါဝါထိုးကြနေတော့ဘဝင်းကျင်ကိုမယုံတလို့ဝေဝဲကြည့်လိုက်တော့ဘာလဲ နေတဝက်နဲ့တညာလုံးအိပ်ပျော်သွားလို့ကိုယ့်ကိုအောင်းနေရတာကြားတော်စကားကြောင့်ဝေဝါးဖြစ်နေသောမျက်လုံးတို့ဖြူးကျဲသွား၏ကိုယ့်ကိုယ်လည်းမယုံမယဲဖြစ်သွားတာငါတကယ်အဲ့လောက်ထိအိပ်ပျော်သွားတာလားဟုတ်တယ်လေမိုးလင်းပြီးတော့ခမနေတောင်းထွက်နေပြီတကယ်လေနေလုံးနေနီကထွက်ပြူစားပြီးရှိသေးတာမယုံမကြည်ဖြစ်မိပဲလက်ခံလိုက်ရတော့၏ရန်ကြီးပင်မမှုတံတွေကိုအိပ်ဆက်ခြင်းနဲ့ကုသလိုက်ရတယ်မဟုတ်ပါလားယခုမှလူကအနေငယ်ပေါ်ပါကစိတ်လက်ကြည်လင်လာလို့ရှိတယ်ဟိုမှာခမည်းမျက်နှာတက်ဖို့ရည်ယူလာတယ် ညွန်ပြရာစီကြည့်မိတော့ရေပြည့်နဲ့ခွနခွက်ကိုတွေ့မိတယ်။ထိုရင်ခွက်အကြည့်ရင်အနေငယ်တွေ့ဝင်ပြီးသွားပါသည်။မနေ့ကတောက်ရည်ပင်အနိုင်နိုင်ဖြစ်တော်စီရက်ကယခုခွက်ပြည့်နှစ်ခွက်ဆိုတော့ဒီရည်တွေကဒီရည်တွေကတဝက်တစ်ပြက်နဲ့ရက်သွားပြီးမြန်ကောင်လေးကတဘောပေါက်လို့ဟိုးတောင်ထိတ်ကတဲဝိုင်းဝိုင်းလေးကိုတွေ့တာ။လက်ညှိုးညွန်ရာလှမ်းမြော်ကြည့်မိတော့နုတိဆာနေရာအောင်မှာတလုံးနဲ့ရှိတော့တဲပူပူဝိုင်းဝိုင်းလေးကိုတွေ့ရတယ်။ တောင်ကုန်းမြင့်ပေါ်မှာထိုတဲအိမ်တစ်လုံးမှလွှဲပြန်သည့်အဆအုပ်ကိုမတွေ့ရဆက်လုထားတော့အချိန်ကြာမြင့်ပြီဖြစ်ကြောင်းကိုဟောင်းကျွတ်ဆက်နေတော့တိုင်ရင်လေးကိုကြည့်ရင်တွေ့မိသည်သို့ပေမဲ့ဘာကြောင့်မှမသိကြည့်ရတခုခုစမ်းကြည့်နေသည်ဒီရေတွေအဲ့ဒီငါယူလာတာအဲ့ဒီမှာရေပေါ်တယ်ပေါ့အင်းဆိုပါတော့သိတော့နားမလဲပါကြီးတောင်ကုန်းမြင့်ပေါ်သွားပြီးရေပေါ်ရသည်တဲ့သူနားမလဲပြီမြန်ကောင်းလေးကတော့ပြက်သေးဆက်လဲနေသည်ထိုကြောင့်သူလည်းထိုင်ရမထကရေနှစ်ခွက်ရှိရာစီသွားလိုက်သည်အနီးကကြည့်မိတော့ရေမှာအကြည်လင်ကြီးမဟုတ်ပေမဲ့စိမ့်လေးလေးရှိနေပါသည် တငုံငုံကြည့်လိုက်တော့ပေါ့ရွှွှွှရရတာကိုခံစားရပြီကိစ္စမရှိပါသူမောတော့ပြစ်လိုက်ပါလိပြီးတော့မှမျက်နှာတချင်းမှုကိုပြုတ်ပြီပြီးဆုံးသွားပြန်ပါပဲရက်ကြည့်နေပုံရတော့ကောင်းလေးကပြီးရင်သွားရအောင်ဘဲကိုလည်းရိုးစစ်ကြောင်တောင်ဖြစ်ပြန်ပြီးလိုက်တော့ခမားကိုတကြီးရင်လိုက်ဖို့ပြင်မလို့တကြီးရင်တန်ရောင်လိုက်သွားမိကနှလုံးသွင်းပါလေမနေ့ကအာတုဘတစ်ခုကိုပြင်းပြင်းပြီးသွားတယ်ကြောင့်တကြီးကမနေ့ကပဲအာတုဘချလိုက်ပြီမဟုတ်ဘူးလားဟုတ်တယ်လေဒါပေမဲ့သူညီကြံခဲ့တယ်ခမားကိုသူညီစီလိုက်ဖို့ပြင်ပါဘာလို့ခုလဲ ။ကောင်လေးကသူ့ကိုတေးချာကြည့်။ခမရပိုင်းမစားဘူးလား။ထိုအခါမှတတိယသွားပြီ။ဟုတ်သားပဲသူထမင်းမစားရတာရက်ပေါင်းတော်တော်ကြာနေပြီ။ပါလာတော့ရိတ်ခါနဲ့ပြတ်သွားချိန်မှာအဆင်ပြေတာကိုစားတော့ရင်ခီးဆက်လာရသည်မဟုတ်ပါလား။ဆက်ရမယ့်ခီးကဘယ်စီဘယ်ဝမှမသိသေး။ခန္ဓာကိုယ်အတွက်အာဟာရတစ်ခုကဖြည့်တင်းပေးမှဖြစ်ပေမည်။ရေပဲရှိသည့်ခန္ဓာကိုယ်ကဘလောက်ကြာကြာတောင့်ခံနိုင်မလဲသူဆုံးဖြတ်ဖို့မတတ်နိုင်သေးလေ။လိုက်ခဲ့ပါကျွန်တော်တို့ရွာကအဲ့တဲ့တွေအပေါ်မှာတောင်းဝန်မြဲကြည်ပါလေ။ပြပြဆိုဆိုကောင်လေးကလက်ခောက်တစ်ချက်အတန်ရှည်ဆွဲကမှုတ်လိုက်တယ်။ရွှေ့ လက်ခောက်တံကတုတ်တံတွင်မှတဆင်လေးဆောင်ရကိုပြောပါသွား၏ရိုးစေကြောင်းတောင်းအောင်ဖြင့်ရဲ့ကြည့်မိစဉ်မှာပဲမြင်းခွာတံအချို့ကိုကြားရသည်မကြလိုက်မြင်းညိုကြီးတကောင်တုတ်တံတွင်တို့ဒုံဆိုင်ပြီးဝင်ရောက်လာပါသည်ဤလေးရှိတဲ့တဲ့ရောက်မှာညီဝတ်ပြပြသောရက်တန်းလိုက်သည်ကိုတွေ့ရ၏မင်းတို့ငါပြန်လာမှရွာထိတ်မှာအစားလိုက်ကျွေးမယ်အခုတော့ဒီမှာခဏနေဦးပြောလဲပြောလက်ကလည်းမြင်းကြီးကိုဆွဲကဇေယတိုင်တပိုင်တွင်ကြိုးချီနေတာမို့ဟာတဲဟုတ်ပါလားမင်းမြင်းကြီးကလိန်မာလာကြီးလားโยเซ่မနေနိုင်သွားဆိုတော့ကောင်လေးက ဒီရွာမှာကျွန်တော်စကားနားထောင်တာဒီကောင်ကြီးပဲရှိတယ်ပြောပြီးလဲထွက်သွားဒီကြောင့်ရိုးစစ်လဲလွဲကိုဆွဲကကောင်လေးနောက်မှာအပြေးလိုက်ရတော့ဒီ